ကျက်တုံမဲတွေကိုဈေးကနေဝယ်တဲ့အခါမှာဘူးသက်စီဖျန်းထားမှာကိုမစားတတ်ဘူးဆိုတဲ့သူတွေအတွက်ကျက်တုံမဲအပင်ဆိုင်နီလေးကိုကျွန်တော်ပြောပြပေးခြင်းပါတယ်။အရင်ဆုံးအနေနဲ့ကျက်တုံတွေကိုခွန်ခွာရပါမယ်။ပြီးတော့တဲ့အခါမှာတော့ကျက်တုံတွေကိုစကားလေးကိုထည့်လိုက်ပါမယ်။အပင်ဆိုင်ရမယ့်ရေဘူးကြီးကြီးတဲ့အောက်ပိုင်းကိုတော့ဖြတ်ထားရပါတယ်။ ဖြတ်ပြီးသွားတဲ့ရေဘူးတွေရဲ့အောက်ဘက်ကိုအပူပေးတဲ့တန်ချောင်းဒါမှမဟုတ်ရင်လျှက်စက်ပူတန်ချောင်းနဲ့ဘူးရဲ့အောက်ပိုင်းကိုဖောက်ရပါမယ်။ဘာလို့အဲ့ဒီလိုမျိုးဖောက်ရတာလဲဆိုရင်တော့ရေလောင်တဲ့အခါကျရင်ရေတွေဝတ်သွားပြီးတော့အပင်တွေပျက်စီးသွားမှကိုတားနိုင်လိုက်တဲ့ပြင်ကောင်မှရေတွေပါပြင်ကိုစိမ့်ထွက်သွားနိုင်အောင်လို့အပေါက်ကလေးတွေကိုဖောက်ထားရတာဖြစ်ပါတယ်။ဘူးရဲ့အောက်ဘက်ပိုင်းကိုလည်းတဲရစ်ကိုပြေးပြလိုက်ပါမယ်။ကျက်တုံတွေကိုလည်းဘူရဲပေါ်ကနေကိုဖိဖိပြီးတော့ထည့်လိုက်ပါမယ်။ကျက်တုံတွေကိုပေါ်ကနေရေနေငယ်ကိုဖြန့်ပေးလိုက်ပါမယ်။ဒါမှလည်းအပင်ပေါဖို့အတွက်ကိုရေတက်ရရှိမှလည်းဖြစ်ပါရင် ဒါဆိုရင်ကျွန်တော်တို့ဘူးကိုဖြတ်တဲ့အခါမှာအပေါ်ပိုင်းရှိပါသေးတယ်။အဲ့ဒါကိုအပေါ်ကနေအုပ်လိုက်ပါမယ်။ဒါဆိုရင်တော့ဖြင့်အပင်လေးတွေပေါက်လာဖို့ရှင်းနေရယ်။နိုင်နေဆိုရင်တော့48နာရီထားလိုက်ပါမယ်။ဒါဆိုရင်တော့ဖြင့်ဘူးပေါ်ဘက်ပိုင်းကိုဖွင့်လိုက်မယ်ဆိုရင်တော့ကျွတ်တုန်ရဲ့အောက်ဘက်မှာအပင်ပေါက်ဖို့အတက်လေးတွေကိုလည်းစတင်တွေ့ရှိရမှာလေးဖြစ်ပါပြီ။ပြီးတော့ရင်တော့ရေလေးလောင်းပြီးတော့အပင်ကို၅ရက်အဖုံးပြန်ပြီးတော့အုပ်ထားလိုက်ပါမယ်။ ငါရိပ်ပြီးသွားတဲ့အခါမှာတော့အပင်ကတော်တော်လေးကိုကြီးလိုနေပါပြီ။ရပ်ပေါင်း၁၈ရက်ပြီးသွားတဲ့အခါမှာအပင်ကအကောင်ကြီးကိုထွားပြီးတော့ကြီးပြီးတော့လက်ဆက်နေမှလည်းဖြစ်ပါပြီ။ဒါဆိုရင်တော့ဖြင့်ခူးဆွလို့ရသွားပြီလည်းဖြစ်ပါပြီ။ခူးတဲ့အခါမှာလည်းကြက်တော်ကိုမပြည့်စည်ရအောင်လို့အောင်နာကနေကိုကတ်ပြီးတော့ခူးယူရပါမယ်။ဘာလို့လဲဆိုရင်တော့အပင်ကဆက်ပြီးတော့ကြီးအောင်မှမလို့ပါအပင်ဆိုင်ရတာဝါသနာပါတဲ့သူတွေတော့ကတော့ဒီနီလန်ကအတုံးဝင်မယ်လို့မျှော်လင့်ပါတယ်